ဘုန်းကြီးတို့သိဒ္ဓတ္တဂေါရမဗုဒ္ဓလူဘဝတုန်းကအိမ်တောင်ရှိဘူးတာအကုန်လုံးသိတယ်ယသောတရာယသောတရာဆိုတာဟာဟိုးဒေဝရဟမြို့ကဒေဝရဟဆိုတာကောလိယတိုင်းကပိလရဲ့အရှိဘဲမှာဒေဝရဟမြို့ကသုဘဗုဒ္ဓဘာကီဝေမင်းရဲ့သမီး ဒေဝဒတ္တဆိုတဲ့မင်းသားနဲ့တော့မောင်နှမဘုန်းကြီးအစာတိုင်းဖတ်ပြောတာနားထောင်စားဗာမင်းသားပရိသတ်ကြီးပြောနေတာကဒေဝဒတ္လို့ပြောတယ်ဘုန်းကြီးကဒေဝဒတ္တဒါပါဠိစလုံးရဲ့မူရင်းအမှန်ကအဲ့ဒီတည်းဒေဝဒတ္တဆိုတော့နားတဲ့နည်းနည်းချမ်းသာတယ်မဟုတ်လား ဒီဝဒလည်းဆိုလဲဆိုလဲရောနားတော်တော်ဆင်းရဲသွားဒီဝဒဆိုတဲ့အတန်ဒီနာမည်ကြမ်းလိုက်တာနဲ့မကောင်းမှုအလုံးတို့ဤစုယုံရာကြီးလို့ဒီလိုနားလဲသွားတာနော်ဒီဝဒတာလို့ဆိုလိုက်တော့နည်းနည်းခံတာတယ်မဟုတ်လားအဲခံတာရလေးပဲရွေးပြောပါပဲဒီဝဒတာနဲ့ယသောရိယာတို့ဟာမောင်နှမ ော့ခလေးသီးထားပြီလို့ရှိရင်ရှိကိုခတ်သွသောခလေးဟဲ့လားပဲခြစ်တက်လိုက်ပါ။နောက်ဘုရားဖြစ်တော်မူပြီသိဒ္ဓတဘုရားဖြစ်ပြီဆိုတဲ့အခါကျတော့ဒေဝဓာတဆိုတဲ့ရောက်ဖလည်းပဲယဟန်လိုက်ပြုတယ်ပဲမဟုတ်လား။အဲ့တော့ဟိုမှာကပိကပိလို့မဟုတ်ဘူးဒေဝရဟရွှေနန်းတော်မှာကြံနေရစ်တဲ့သုဘဗုဒ္ဓဘုရားဘက်ကကြည့်ရောက်ခမ ဒေဝဓာတ္တဘက်ကကြည့်ရင်အဖေအဲ့ဒီသုဘဗုဒ္ဓကရွှေနန်းတော်တဲကနေနေပြီးတော့သိဒ္ဓတ္တဃောရမဘုရားဖြစ်လာတာကိုကြည်လဲမကြည်ညိုဘူးယုံလဲမယုံဩသူဘက်ကစဉ်းစားတဲ့အတိုင်းလေးပြောရင် စကလုံးကနည်းနည်းကြမ်းတမ်းတယ်အဲ့ဒီကြမ်းတမ်းတာလေးကိုနည်းနည်းလေးသီးခံပြီးတော့နားထောင်စမ်းပါ ဒီငဒီကောင်ငတ်သမဲ့တောထွက်သလေးပါလေးနဲ့အလကားသူများသမီးယူအိမ်တောင်ပြုတ်ပြီးတော့ကလေးတယောက်မွေးတော့အဲ့ဒါအိမ်တောင်တာဝန်မထမ်းခြင်းလို့ထွက်ပြေးတာတဲ့တောထွက်တာကိုထွက်ပြေးတာနော်အဲ့လိုရေးတဲ့စာတွေဟာရှိကိုရှိတာအဲ့ဒါကွန်မြူနတီရေးတဲ့စာထဲမှာအဲ့ဒါအများဆုံးပါ ိတ္တတောထွေသီကိုသူကဘာပြောလဲသာမယတာဝံမထမ်းနိုင်လို့ဘာလို့ထားလဲထွက်ပြေးသွားတာခလေးတယောက်နဲ့ပြစ်ထားပြစ်ခဲ့တယ်တော်ထဲမှာနေတာ6နှစ်တခါမှငါသားလေးနေကောင်းလားဆိုတယ်လီဖုန်းတော့မဆက်ဘူးတုံရိုင်းတဲ့ကောင်ဒါမျိုးတွေနော်အဲ့လိုတွေလျှောက်တွေးရသောတရားကတော့အဲ့ဒီလိုမတွေးဘူး ဩငါမောင်တော်ဖရာသူတော်ကောင်းအချင်းချင်းနေကောင်းရိပ်ပြီတဲ့ဆိုတော့သူကကောင်းတော့မရေဘူးသပင်ကြီးထုံးထားလိုက်တဲ့အလှမပြင်းတော့အာသင်္ခေါဆုအဝတ်ဝတ်သွားပြီတဲ့အတန်ချရတော်ရရားကလည်းဗာလိုက်လို့လေယောဂီအဝတ်ကလေးလိုက်ဝတ်တယ်အာတဏိတထပဲစားတော့ရတယ်အတန်ချရတော်ရရားကလည်းပဲတထပဲစားတယ်သူတော်ကောင်းအမျိုးသမီးကဒီလို့ အဲ့ဒီရတောရရဲ့အဖေဒေဝတ္တရဲ့အဖေကတော့ဒီလိုကို မတွေ့ဘူးခလေးလည်းပဲမကြည့်ဘူးမိန်းမလည်းပဲပြန်မစင်စားဘူးထွက်ပြေးတဲ့ကောင် လာခဲ့လာရဲရင်လာခဲ့သူကအဲ့ဒါချိန်မောင်းတာနော်အဲ့တော့ဒေဝတ္တပရိသတ်ကြီးပြောတဲ့အတိုင်းပြောရင်ဘယ်လိုပြောမလဲဒေဝတ္တနော်ဒေဝတ္တကသိတ္တတဂေါရမနောက် လိုက်ပြီးတော့ယဟန်ဝိသူယဟန်ဝတ်တဲ့အချိန်မှာမြတ်စွာဘုရားရဲ့အနီးအနားမှာနော်ရှင်သာရိပုတ္တရှင်မောကလန်တို့ကယဟန်ပြုပြီးကုန်ပြီသူကနောက်ကျသွားတယ်အဲတော့မြတ်စွာဘုရားက ရှင်သာရိပုတ္တဆိုတာကိုဩမပထမဒံဧကသာဝကယာဓုပေးပြီးတော့ညာဘက်ကထညာလည်းယုံပေါ့ အရှင်ဘောကလံကိုတော့ဒုတိယဧကသာဝကယာရုပေးပြီးတော့ဘယ်ဘက်ကထားတယ်ပရိသတ်ကြီးတီးပြီးတာတွေကလဲဝဲရံလဲရရဘယ်လဲယုံပေါ့အဲ့ဒီသာရိပုတ္တမောကလံတို့ဆိုတာဟာသာကိဝေမင်းမျိုးတွေမဟုတ်ဘူးပရိသတ်ကြီးပုံနှမ်းမျိုးတွေအဲ့ဒီမှာယဟန်ပြုတ်သွားတဲ့ဒေဝတ္တကစဉ်းစားတာတကယ်ဆိုကွာ သိတ္တဒလောကသုံးပါးဘုရားဖြစ်ငါရောက်ဖဘုရားဖြစ်တယ်ဘောလူလိုပြောကြဟာသူဘုရားဖြစ်ရဲ့လောကမှာအကြီးဆုံး လူရောနှံရောရှေ့ခိုးခံတဲ့ဘဝအဲ့တော့ညာလဲယုံဘယ်လဲယုံဆိုတဲ့เนาะလဲယုံကြီးတွေတာဝန်ပေးရဟူးခန့်တဲ့နေရာမှာတကယ်ဆိုရင်ညီကိုဝမ်းခွေသမီးရောက်ဖဒီလိုလူတွေပေးဖို့ကောင်းတာတဲ့ အဲ့ဒါပဲဘသူစဉ်းစားရေကြီးကြီးလေးပြောဒေဝဓာတ္တကိုတော်စဉ်းစားတာနော်တကယ်ဆိုဒီလိုရသူကြီးတွေကိုဆွေတဲ့မျိုးတွေကပေးဖို့ကောင်းတယ်မာကေဝင်မျိုးကိုမပေးပါဘဲနဲ့ဘာလူမျိုးသွားပေးတယ်လဲအဲ့ဒါကြောင့်ခုနပြောထားတာဒုက္ကရံ သူကရံသာဓုနာသာဓုသာဓုပါပေနာဒုကရံသူတော်ကောင်းတွေကကောင်းမှုတွေကိုပြုဖို့ရန်လွယ်ပေမဲ့အေးလူမိုက်တွေကြတော့ကောင်းမှုကိုလုပ်ဖို့ရန်မပြောထားနဲ့ပြောဖို့ရန်တွေးဖို့ရန်တောင်ပြိတ္တာရေလွယ်သေးလားမလွယ်ပါဘူးဗျာเนาะအဲ့တော့လူမိုက်ဆိုတဲ့ကိစ္စဟာ အတွင်းလေးအတွေးတွေတွေးလိုက်တယ်တွေးလိုက်တယ်အမှားကြီးပဲဒုက္ခပေးဖို့ကြီးတွေးတာဘုရားတော့ဗာလပန္တိတာသုံးပါရှိတယ်ဒုစိန်တိတာစိန်တိတဲ့ဂျန်လက်ယမကောင်းနာရီကြီးဂျန်တယ်ဒုဗ္ဗတိတာဗာတိပြောလိုက်ရင် အကောင်းမပြောဘူးမကောင်းနာရီကြီးပြောတယ် ဒုက္ကတကမ္မကာရီလုံးသမြလည်းမကောင်းတာတွေကြီးလှုပ်တယ်အဲ့ဒါဘာလက္ခဏာလဲဆိုရင်လူမိုက်လက္ခဏာကိုအရှင်ဒေဝဒတ္တစဉ်းစားတယ်ညာဘက်ကဘယ်သူလဲပြိဿရဲ့ဘုရားရဲ့ညာဘက်ကလကပုံနှံကြီးရူပေထဘယ်ဘက်က ။ဒါပုံနှံရာထူးပေးထားတယ်။ကိုမျိုးကိုပေးရမှာဒီလိုရာထူးတွေကဒီလိုရာထူးကြီးကြီးတွေကိုဘယ်လိုလူပေးရမှာ။အဲ့ဒါခင်ဗျားတို့လုံနေကြတာပဲ။ဒေဝတာအတွေးမျိုးနဲ့လုံနေကြတာ။မြတ်စွာဘုရားကိုရောမြတ်ကဒါမတွေးဘူးနော်။တကယ်ကိုပဲလုံနေစွမ်းလေးရှိတယ်။လုံနိုင်တဲ့အရေးချင်းရှိတယ်ပြီးတော့ အကျင့်လည်းကောင်းတယ်အသိဉာဏ်လည်းရှိတယ်ဒီလိုပုဂ္ဂိုလ်ကိုခန့်တာအကျင့်လည်းမကောင်းဘူးအသိဉာဏ်လည်းမရှိဘူးလုံနိုင်စွမ်းလည်းမရှိဘူးငါဆွေမျိုးဆိုပြီးရောဒါမျိုးဘုရားမလုပ်ဘူးအဲ့ဒါကြောင့်ဒေဝတရာထူးမရဘူးအဲ့ဒီတော့ဒေဝတကဘာလုပ်လဲလို့ဆိုတော့သူစလာတာလေးပြောတော့မကောင်းမှုကိုပဲလို့စသလဲဆိုတာလေးပြောမြတ်စွာဘုရားသူသွားလျှောက် မြတ်စွာဘုရားရှင်ဘုရားဒုက္ခရစရိယာကျင့်တော်မူတာ6နှစ်ကြာပင်ပန်းလိုက်တာလို့ကြားရပါတယ်ဒါဒီပရိသတ်သိပြီးသားတွေเนาะအဲ့လားပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲကျင့်ပြီးတော့ဒီအိန္ဒိယပြည်တပြည်လုံးမနေမနာလှဲ့လေသွာလာပြီးတရားတွေဟောတော့ပူပင်မန္တာဘောအဲ့တော့အရှင်ဘုရား ပင်မဆင်းစွာနဲ့ကျင့်ပြီးပင်မနဲ့အလုပ်တွေဆက်မလုပ်ပါနဲ့အဲဒီစည်းရုံးနဲ့အလုပ်ကြီးလှဲ့လေအရက်လျှစ်မျက်နှာနော်55နှစ်မရမနာတရားဟောဆိုတာခစ်လို့ပြောရင်မလုပ်တာလေစည်းရုံးဘေခုတန်ခအစည်းရုံးဘေခုနီတန်ခအစည်းရုံးစည်းရုံးထောင်အဲဒီအစည်းရုံးကြီးကိုအကုန်လုံးသူ့အပ်ပါလောက်လာပြီ ဘိက္ခုဘိက္ခုနီသံဃာအဖွဲ့အစည်းကြီးတရားလုံးဘုသူအသူအပ်ပါရှင်မယပင်မတော်မူတဲ့အတွက်ကြောင့်မို့လို့အေးအေးဆေးဆေးလေးနေတော်မူပါဒါရင်ကြီးကြီးပြောတာ ခဲလို့ပြောရင်ဘာဖြစ်လဲကိုတော့ retire လုပ်လိုက်ပါတော့เนาะအငိမ့်စားယူလိုက်ပါတော့เทวดาလျှောက်တယ် အဲ့တော့မြတ်စွာဘုရားကိုရောဘုရားကကိုနဲ့မတန်းနာလာမတောင်းနဲ့ပြိဒိုင်အဲ့ဒါအစအဲ့ဒီကနေတောင်းလျှောက်ကြည့်ပြိဒိုင်ရေဟဲ့လားအစီတပည့်ဘုရားဖြစ်စဉ်ဒေဝရဖြစ်စဉ်တဲ့ကိုအကျေမပြောတော့ဘူးခြုံလိုက်တော့နောက်ကြတော့ဒေဝဓာတ်ကဘုရားကိုဘာလုပ်လဲဆိုတော့၃ချိန်ပတ်ဖို့ကြံတာပဲမဟုတ်လား တောင်ပေါ်ကနေကြောက်တုံးနေနဲ့လှိမ့်ချတယ်။အောင်မြင်ရဲ့လား။နောက်တကနာလာကိရိအစဉ်ကိုဟလဇရသန်းနဲ့ပေါင်းအရေတီတိုက်ပြီးတော့ဘုရားကိုနင်းသက်ဖို့ကြိုးစားတယ်။အောင်မြင်လား။နောက်တော့ရဲမှာဂိစကုတ်တောင်ကြီးတောအကြီးနေနေတဲ့ဘုရားစီကိုလေးသမားတွေလှုပ်ပြီးတော့လေးတွေများတွေနဲ့ပြည့်သက်မလို့ဂျန်စီတယ်။အောင်မြင်လား။အောင်မြင်ပါဘုရား။အဲဒီလှုပ်ကြံမှုကြီး၃ခု နော်။ ခေမိမိပြောခြင်းလို့ရှိရင်เนาะတာရိုရီဇင်ပေါ့ချောင်းမြောင်တက်ဖြတ်ခြင်းဆိုတဲ့အလုပ်ကိုဒေဝတာကမင်းသားဆိုတော့သူဓာရီလုတ်တတ်တယ်အဲ့ဒီနေရာမှာမြတ်စွာဘုရားကုဏစကားပြောတာသူကရံတတုနာတတုသူရကောင်းမှန်ရင်ကောင်းမှုကိုလုပ်ဖို့ရန်လွယ်ကူရမယ်ပြိဿရဲ့ သူတကောင်းမှန်ရင်ဘာမှလွယ်ရမလဲကောင်းမှုလုပ်ဖို့ရန်လွယ်ရမယ်ကောင်းတဲ့လုပ်လေးတွေတင်ပြဒါမလွယ်ဘူးဆိုရင်စဉ်းစားစရာအများကြီးရှိတယ်ဟုတ်လားကောင်းတဲ့အစီအစဉ်တွေတင်ပြတယ်ဘာလို့ရင် ကောင်းမဲဘလို့လို့ရင်ကောင်းမဲဒါမလွယ်ဘူးဆိုရင်စဉ်းစားပြီးတော့သူကလူကောင်းလားလူဆိုးလားစဉ်းစားစရာအများကြီးဖြစ်လာ သူကရံသာဓုနသာဓုသူရကောင်းဆိုရင်ကောင်းမှုကိုလုပ်ဖို့ရန်လွယ်ကူနေရမယ်။သာဓုပပိနာဒုက္ခရလူကောင်းမှန်ရမကောင်းမှုကိုလုပ်ဖို့ရန်ခက်ခဲနေလိမ့်မယ်။မကောင်းမှုဟေးဆိုလို့ရှိရင်မလီပြောပြောပပစီစီထထလုံးမနေနဲ့။အဲဒီလိုမကောင်းမှုတွေကိုလွယ်လွယ်ကူကူပြောပြောပပစီစီလုံးနေအဲ့ဒါလူမိုက်တွေကြီးပဲ။ဘယ်နှချက်ရလဲ။နှစ်ခုရတယ်။ နာတကပပံပပိနသုကရံလူမိုက်ဆိုရင်နဲ့ဘယ်မှာသွားလွယ်တယ်လဲလို့ဆိုတော့မကောင်းမှုဟိဆိုလို့ရှိရင်သူလဲလဲကူကူလောက်သွားတယ်။အဲကောင်းတာလေးဒါလှုပ်ဆန်းဆိုတော့မလွယ်ပါဘူးပြောလိုက်ရင်အဲ့ဒီလူကြီးဘာဖြစ်လဲဒါလူမိုက်ပဲ။ဒေဝတာလှုပ်သွားတာတွေကြည့်လိုက်လွယ်လွယ်လေးလွယ်လွယ်လေးရှောက်လှုပ်သွားလိုက်တာ။အော်လူနာဥခိုက်နော်။ သမင်းကျော်ဘုရားကိုရောမြတ်ကိုသတ်ဖို့ရန်သူပဲစဉ်းစားတခြားဘေတ္တဝါမှမစဉ်းစားဘူးသမီးရောက်ဖညီကိုဝန်းခွဲကဒါစဉ်းစားအဲ့လိုဖြစ်အဲ့တော့အဲ့ဒါဘာဖြစ်ရှင်တာလေလို့မေးလိုက်တော့သူကိုယ်တိုင်ဖယားကဲ့သို့သောနော်ကြီးကျယ်တဲ့ဂုံသိက္ခာရာထုအာနာပါဝအဲ့လိုနေရာမျိုးကို သူကတဲ့ချင်တော့ဘုရားကိုရောမြတ်ကိုရှေးဥစ္စာဘာပြောလဲ အနာယူပါအငိမ့်စားယူပါ ပြောတယ်မြတ်စွာဘုရားကလက်မခံတော့မှသူပါထလုထလဲလှုပ်ချံတတ်ဖြတ်တဲ့အမှုကိုဘယ်နှချိန်ကြိုးစားလဲ၃ချိန်ကြိုးစားခဲ့တယ်ဟုတ်လားအဲ့လို၃ချိန်ကြိုးစားလို့ဘောင်းမြင်တော့သူပါဆက်လှုပ်သေးလေအကျန်းဒီလှုပ်လို့မရဘူးပြည့်ရှေးဥစ္စာပါတယ်လေအနာယူခိုင်းတယ်မရဘူး နောက်တစ်ခါကျန်းကျန်းလို့တော့တပ်ဖြတ်တဲ့ဤဘယ်နှချိန်လဲ၃ချိန်မရဘူးဆိုတော့ပါလှဲ့လာဗျနိုးညံ့သိမ်မွေးတဲ့ဤသူတော်ကောင်းဟန်ဆောင်တဲ့စကားလေးတွေသူလှဲ့ပြော။အိုးမြတ်စွာဘုရားဘုရားကိုယ်တော်မြတ်ရဲ့သာသနာတန်ခတ်အစည်းအဝေးကြီးအလုံးယဟန်တော်တွေရောယဟမတွေရောအကုန်လုံးပဲတိတ် လူတကာပင်ဖိတ်ကြွေးမွေးတဲ့ဆွမ်းကိုမစားပါစေနဲ့ဆွမ်းခံ၍သာလင် စားကြပါစေဆွမ်းပင်နာနော်ဗလာရောက်နာနာမနှစ်ဒကာဓမ္မတွေလဲရောက်ကြည်ပြုလူတဲ့သင်္ကန်းတွေမဝတ်ပါစေနဲ့ပန်းတကူသင်္ကန်းပဲဝတ်ပါစေသောတန်ဃာတော်ရှင်များတွေမျိုးเจ้าရွာเจ้าမှာမနေပါစေနဲ့တောเจ้าမှာပဲ နေပါစေအဲ့ဒီတော့ဆို